င်ကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစမရဲ့ weekly sport အစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်မှာတော့တပတ်တွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါ။စေအေးတိုက်ပွဲထုတ်ထိတ်မှာ match of the century လို့ခေါ်တဲ့ပွဲမှာနမဲကြောကြာရှုံးနိမ့်ခဲ့သူဆိုဗီယက်စစ်တူရင် grandmaster Boris Spassky ဟာအသက်88နှစ်မှာကွယ်လွန်သွားပြီလို့ရုရှားစစ်တူရင်အပွဲချုပ်ကကြာတာပရင်းနေမှာကြေညာခဲ့ပါတယ် ဆယ်ယောက်မြောက်ကမ္ဘာချန်ပီယံဘောရစ်စပါစကီဟာအသက်88နှစ်မှာကွယ်လွန်သွားပါပြီ။ဒါဟာတိုင်းပြည်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါလို့ရုရှားစစ်တူရဲ့အဖွဲ့ချုပ်ကသူ့ရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ခဲ့ပါတယ်။စီးတိုက်ပွဲထုတ်ထိတ်မှာ Match of the Century လို့ခေါ်တဲ့ပွဲမှာနာမည်ကျော်ကြားရှုံးနိမ့်ခဲ့သူဆိုဗီယက်စစ်တူရင် Grandmaster Boris Spassky ကအသက်88နှစ်မှာကွယ်လွန်သွားပြီလို့ရုရှားစစ်တူရဲ့အဖွဲ့ချုပ်ကကြာတာပြင်းနေမှာကြေညာခဲ့ပါတယ်။ ဆယ်ရောင်းမြောက်ကမ္ဘာချန်ပီယံဘော်ရစ်ပါစကီဟာအသက်88နှစ်မှာကွယ်လွန်သွားပါပြီ။ဒါအတိုင်းမြေအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါလို့ရုရှားစစ်တုရဲ့အဖွဲ့ချုပ်ကသူတို့ရဲ့ website မှာထုတ်ပြန်ခဲ့ပါတယ်။သူပဲချိန်မှာကွယ်လွန်သွားတယ်၊ဘာအကြောင်းကြောင့်ကွယ်လွန်သွားတယ်ဆိုတာကိုတော့အဲ့ဒီထုတ်ပြန်ချက်မှာအတိအကျမဖော်ပြထားပါဘူး။စပါစကီကို1982မှာစင်ကာပူအမေရိကန်နိုင်ငံသားဘော်ဘီဖစ်ရှာနဲ့သူ့ရဲ့ကမ္ဘာကျော်ကမ္ဘာစစ်တူရင်ချန်ပီယံလူပွဲကြီးကြောင့်အကောင်းဆုံးမှတ်မိကြမှာပါ အဲ့ဒီပြိုင်ပွဲကအရှိနဲ့အနောက်ကြားကထိတ်တိုက်တွေ့ဆုံမှုတွေကိုပြသခဲ့ပါတယ်။အဲ့ဒီစီတိုက်ပွဲရဲ့အထင်ကြီးရပြိုင်ပွဲကိုစာအုပ်တွေမှတ်တမ်းရုပ်ရှင်တွေနဲ့ရုပ်ရှင်တွေအများကြီးရိုက်ကူးခဲ့ပါတယ်။အထူးသဖြင့်2020ခုနှစ်မှာနာမည်ကြီး Netflix ဇာတ်လမ်းတွေအဖြစ်ပြောင်းလဲခဲ့တဲ့ ဟောလ်ဒါဒေးဗစ်ရဲ့ The Queen's Gambit ဝတ်ထုတ်ကိုအဲ့ဒီပြိုင်ပွဲကအများကြီးလှုံ့ဆော်ပေးခဲ့ပါတယ်။ Sparsky က1969ခုနှစ်မှာကမ္ဘာချန်ပီယံဖြစ်လာခဲ့ပြီးသူ့ရဲ့စစ်တူရင်ကစားသမားဘဝကိုအတိတ်ပဲဖွင့်ဆိုမဲ့ပွဲကိုမကစားခင်အထိအဲ့ဒီပွဲကိုဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။အဲ့ဒီပွဲမှာသူဟာထူးခြားတဲ့ American Parmission နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဆိုဗီယက်ပြည်တော်စုကနှစ်ပေါင်းများစွာဂိမ်းကိုလွှမ်းမိုးထားခဲ့လို့စပါစကီကမဖြစ်မနေအနိုင်ရရမယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပြီးအစားပိုင်းမှာတော့ဦးဆောင်နိုင်ခဲ့ပါတယ်။ ါပေမဲ့အမေရိကန်ကပြန်အနိုင်ရခဲ့ပြီး1948ခုနှစ်ကစလို့ဆိုဗီယက်ကမ္ဘာချန်ပီယံတွေရဲ့ဇက်တိုက်အနိုင်ရမှုတွေအဆုံးသတ်ပေးခဲ့ပါတယ်။အဲဒီရှုံးနိမ်မှုကမော်စကိုအတွက်မျက်နှာပြက်စရာဖြစ်ခဲ့ပေမဲ့ဆယ်စုနှစ်များစွာကြာပြီးတဲ့နောက်မှာတော့စပက်စကီကကြီးမားတဲ့တာဝန်ကနေလွတ်မြောက်ရတာတတ်တာရရခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။အခုစိန့်ပီတာစဘတ်လို့ခေါ်တဲ့လင်းနင်ဂရမှာ1938ခုနှစ်ကမွေးဖွားခဲ့တဲ့စပါစကီဟာအစောပိုင်းကတည်းကထူးချွန်တဲ့ပါရမီကိုပြသခဲ့ပြီး လူငယ်ကမ္ဘာချန်ပီယံနဲ့အဲ့ဒီအချိန်ကတမိုင်းတလျှောက်အသက်16နှစ်နဲ့အငယ်ဆုံး Grandmaster ဖြစ်လာခဲ့ပါတယ်ရှင်ဂါလာတာစရီနဲ့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့အစ္စတန်ဘူဒါဘီပွဲအပြီးပြောဆိုခဲ့တဲ့မှတ်ချက်တွေကြောင့်ဖီနာဘာချီနီးပြဟိုဆေးမော်ရင်ဟိုကိုတူရီကီဘောလုံးအဖွဲ့ချုပ်ကကြာတာပရင်းနေမှာ၄ပွဲပယ်ပြစ်တဲ့နဲ့ဒဏ်ငွေယူရို၄000ကျော်ချမှတ်လိုက်ပါတယ်။ တနင်္လာနေ့ရက်ပွဲဟာဂိုးမရှိတရေနဲ့ပြီးဆုံးပြီးတဲ့နောက်အသက်62နှစ်အရွယ်မော်ရင်ဟိုကဂါလာတာစရီအယံကုံတန်းကနေနီးပြအဖွဲ့ဝင်တွေနဲ့ကစားသမားတွေကိုမြောက်တွေကခုန်နေတာနဲ့တူတယ်လို့လှောင်ပြောင်ခဲ့တယ်လို့တူရကီတိုင်လူကြီးတယောက်ကိုပွဲမှာတာဝန်ပေးရင်ဘေးအန္တရာယ်ကြောက်ရွံ့မှုတစ်ခုလို့ထပ်မံဝေဖန်ခဲ့ပါတယ်ဂါလာတာစရီနဲ့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့အစ္စတန်ဘူဒါဘီပွဲပြီးပြောဆိုခဲ့တဲ့မှတ်ချက်တွေကြောင့်ဖီနာဘာဂျီနီးပြဟိုဆေးမော်ရင်ဟိုကို တူရကီဘောလုံးအဖွဲ့ချုပ်ကကြာတာပရင်းနေ့မှာ၄ပွဲပဲပြစ်တန်တဲ့ဒဏ်ငွေယူရို၄000ကျော်ချမှတ်လိုက်ပါတယ်။တနင်္လာနေ့ရက်ပွဲဟာဂိုးမရှိတရေနဲ့ပြီးဆုံးပြီးတဲ့နောက်အသက်62နှစ်အရွယ်မော်ရင်ဟိုကဂါလာတာစရီအယံကုံတန်းကနေပြအဖွဲ့ဝင်တွေနဲ့ကစားသမားတွေကိုမြောက်တွေကခုန်နေတာနဲ့တူတယ်လို့လှောင်ပြောင်ခဲ့တယ်လို့တူရကီဒိုင်လူကြီးတယောက်ကိုပွဲမှာတာဝန်ပေးရင်ဘယန်းနဲ့ကြာရောက်မှုတစ်ခုလို့ထပ်မံဝေဖန်ခဲ့ပါတယ်။သူဟာတူရကီဒိုင်နေအပေါ်ဝေဖန်မှုတွေကိုလည်းထပ်တလဲလဲပြောခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ ဖီနာဘာဂျီအသင်းကမော်ရင်ဟိုရဲ့ပြောစကားတွေဟာအခြေအနေနဲ့မကိုက်ညီပဲအတိတ်ပဲလွဲမှားစွာဖော်ပြခံခဲ့ရတယ်လို့ပြောပါရယ်။ကြာသပတေးနေ့မှာ တူရကီဘောလုံးအဖွဲ့ချုပ် TFF အီကန်ထိန်ထိန်ရေးကောင်စီဟာစဒုထဒိုင်လူကြီးအပေါ်တုတ်မှတ်ချက်တွေအတွက်နှစ်ပွဲပယ်နဲ့ဂလာတာစရီအယံဂုံတန်းကိုပြင်းပြင်းထန်ထန်ဝေဖန်မှုအတွက်နောက်ထပ်နှစ်ပွဲပယ်ချမှတ်ခဲ့ပါရယ်။မော်ရင်ဟိုရဲ့မှတ်ချက်တွေကိုအာကစားချက်ဝတ်နဲ့စန့်ကျင်တယ်လို့ဆုံးဖြတ်ခဲ့ပါရယ်။ဒါပြန်သူကိုယူရို၄200ကျော်ဒဏ်ငွေလဲရိုက်ခဲ့ပါရယ်။ လက်ရှိတူရကီစူပါလိဂ်ကာလာတာစရီအသင်းဟာ64မှတ်ရထားပြီးတော့ဖီနာဘာချီကို6မှတ်ဖြတ်ကောက်ဦးဆောင်နေပါတယ်ရှင်။မန်ချက်စတာယူနိုက်တက်နေပြဟောင်းအဲရစ်တန်ဟတ်ကခက်သက်ဘောလုံးသမားတွေဟာဝေဖန်မှုတွေကိုခံနိုင်ရေမရှိဘူးလို့ပြောကြပြီးသူမျိုးဆက်ကခံနိုင်ရေပိုကောင်းတယ်လို့ဆိုပါတယ်။ ယာတီအစရလက်စုရီကြောင့်အော်တိုဘာလာမှာယာရုကနေထုတ်ပယ်ခံခဲ့ရတဲ့အသက်55နှစ်အရွယ်တန်ဟခါအိုထရဖို့ဒ်မှာတာဝန်ယူခဲ့တဲ့ကာလာရီအတွင်းနမဲကြီးကစားသမားအတော်တော်များများနဲ့အဆင်မပြေမှုတွေရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နေပြဟောင်းအရစ်စတန်ဟတ်ကခေတ်သက်ဘောလုံးသမားတွေရဝေဖန်မှုကိုခံနိုင်ရင်မရှိဘူးလို့ပြောကြပြီးသူမျိုးဆက်ကခံနိုင်ရင်ပိုကောင်းတယ်လို့ဆိုပါတယ်။ရာသီအစရလက်ဆိုးတွေကြောင့်အော်တိုဘားလမှာယာရုကနေထုတ်ပယ်ခံရတဲ့အသက်55နှစ်အရွယ်တန်ဟတ်က Old Trafford မှာတာဝန်ယူခဲ့တဲ့ကာလအတွင်းနာမည်ကြီးကစားသမားတော်တော်များများနဲ့အဆင်မပြေမှုတွေရှိခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုကတဟန်အပေါ်မလေးစားနိုင်မှုလို့ပြောခဲ့တာကြောင့်ဒက်စ်လူမျိုးနီးပြတာဝန်ယူပြီးလအနေငယ်အကြား2022ခုနှစ်နိုဝင်ဘာလအတွင်းမှာအတင်းကနေထွက်ခဲ့ပါတယ်။နောက်တစ်နှစ်မှာတော့လက်ရှိချဲစီးထံအငှားချထားတဲ့ဂျေဒန်ဆန်ချိုကိုလေ့ကျင့်ရေးဆွမ်းဆောင်ရေးတွေကြောင့်အင်္ဂလန်တောင်ပံကစားသမားကိုချမ်းလက်ထားခဲ့တယ်လို့တဟန်ကပြောဆိုပြီးတဲ့နောက်ဆန်ချိုကသူဟာအပြစ်ပုံချခံရသူဖြစ်နေတယ်လို့ ဆိုရှယ်မီဒီယာမှာတုံ့ပြန်ခဲ့ပါတယ်။မြောက်အရာလန်ကညဘက်အပန်းဖြစ်နေရာတွေမှာတွေ့ရှိခဲ့တယ်လို့သတင်းတွေထွက်ပြီးတဲ့နောက်လေ့ကျင့်ရေးအစီအစဉ်ပြက်ကွက်ခဲ့တဲ့လက်ရှိ Aston Villa ထံအငားချထားတဲ့တိုက်စစ်မှုမှာ Marcus Rashford ကိုလည်းတဟက်ကစီကမ်းပိုင်းဆိုင်ရာအရေးယူခဲ့ပါတယ်။ United နေပြည်ဟောင်းကသူ့ရဲ့ managing agency နဲ့ဆက်ဆက်နေတဲ့မီဒီယာဌာနတစ်ခုဖြစ်တဲ့ SCG Stories ကိုပြောဆိုခဲ့ရမှာတော့ဒီမျိုးစားကဝေဖန်မှုတွေကိုကန့်တွဲဖို့အခက်အခဲရှိနေပါတယ်ဝေဖန်မှုတွေကသူတို့ကိုတကယ်ထိခိုက်စေပါတယ်ကျွန်တော်ကြည်ပြင်းခဲ့တဲ့မျိုးဆက်ကခံနိုင်ရပိုကောင်းတယ်အဲ့ဒီမျိုးဆက်ကိုပို့ပြီးတော့တိုက်ရိုက်ပြောလို့ရတယ်ကျွန်တော်လည်းပို့ပြီးတော့တိုက်ရိုက်ချင်းကပ်ခံခဲ့ရတယ်ကျွန်တော်သာလက်ရှိကစားသမားအစိုးအဖွဲ့ကိုအဲ့ဒီလိုလုပ်ရင်သူတို့တွေရဲ့စိတ်ဓာတ်တွေကိုကြာဆင်းစေပါလိမ့်မယ် ရူဘင်အမိုရင်က Old Trafford ရဲ့ဖိအားများတဲ့နေပြရာတို့မှာတန်ဟဟာအယ်လီဂျန်ဒရိုဂါနာချိုနဲ့ကိုဘီမိုင်နူတို့လိုလူငယ်ကစားသမားတွေကိုတိုးတက်လာအောင်ကြီးကြပ်ခဲ့ပါတယ်။သူဟာကစားသမားတွေကကွဲပြားတဲ့စကလုံးတွေနဲ့ကွဲပြားတဲ့ချင်ကပ်မှုလိုအပ်တယ်လို့ဆိုပါတယ်။ ဖာဂူဆန်လည်းအရင်မျိုးဆက်ထဲကပါပဲအဲ့ဒီမျိုးဆက်နဲ့ဆိုရင်ဆက်ဆက်ရင်းနဲ့ချင်းကပ်မှုမှာပိုပြီးတော့ဓာတ်ရိုက်ပြောလို့ရတယ်လို့သူကပြောပါတယ်ဒီမျိုးဆက်နဲ့ဆိုရင်တူညီတဲ့အကျိုးသက်ရောက်မှုကိုရဖို့ကခမရဲ့ message ကိုပို့ပြီးတော့လိမ္မာပါနဲ့တဲ့နီးနဲ့ပြပို့ရတယ်။ကစားသမားကိုပို့ပြီးတော့ချစ်ခင်ကြောင့်ပြရတယ်။ကျွန်တော်တို့မျိုးဆက်ကဒီမျိုးဆက်ထက်အခုလိုလှုပ်ဖို့ပိုခက်တယ်လို့ယူဆပါတယ်။ အင်းကအေဂျင့်အတင်းကိုကင်တွယ်ခဲ့တဲ့တန်ဟန်က Ultra Four မှာတာဝန်ယူခဲ့တဲ့ကာလအတွင်း League ဖလားနဲ့ AFP ဖလားတို့ကိုရရှိခဲ့ပေမဲ့ပြီးခဲ့တဲ့ရာသီမှာ Premier League မှာ Ascension နဲ့ရာစုနှစ်တွေအတွင်းအနိုင်ဆုံးအဆင့်နဲ့ရာသီသိမ်းခဲ့ပါတယ်။သူ့ရဲ့ရုန်းကန်မှုတွေကြောင့်မတော့သူဟာအတင်းနဲ့ဒူတာဝန်ယူခဲ့တဲ့အချိန်ကိုနှစ်သက်ခဲ့ပြီးပရိသတ်တွေရဲ့တမိုးထမှုကိုခန်းဆားရတယ်လို့ပြောပါတယ်။ United ကအမိုရင်အောက်မှာအတော်လေးရုန်းကန်နေရပါတယ်။ဒါပေမဲ့ဘောက်တုံးတွေကအင်ကွင်းမှာတန်းဆင်းဆောင်တဲ့က Ipswich အသင်းကိုနောက်ကနေလိုက်ကစားပြီးအနိုင်ရခဲ့လို့ Premier League မှာ assist 15ကနေ14ကိုတက်လာခဲ့ပါတယ်။ကလပ်အသင်းကဒီတစ်ပတ်မှာဗန်နာရေးဆိုင်ရာတည်တံ့ရေးကိုတိုးတက်စေဖို့အတွက်ပြောင်းလဲရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့အလုပ်ဖြုတ်တာ200လောက်လုပ်ဖို့မှန်းထားတယ်လို့ကြေညာခဲ့ပါတယ်ရှင်။ခင်းကာဇူလို့လူသိများတဲ့ဂျပန်တိုက်စစ်မှူးကြီးကာဇူယိုရှိမီရူရာဟာဖေဖော်ဝါရီ28ရက်ဗုဒ္ဓနေ့မှာအသက်58နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူဟာဂျပန်ဘောလုံးလိဂ်မှာအသက်အကြီးဆုံးကစားသမားအဖြစ်နဲ့ professional ကစားသမားဘဝတလျှောက်40ရာသီမြောက်ကိုစတင်ဖို့လည်းပြင်ဆင်နေပြီဖြစ်ပါတယ်ကင်ကာဇူလိုလူသိများတဲ့ဂျပန်တိုက်စစ်မှူးကြီးကာဇူယိုရှိမီယူရာဟာဖေဖော်ဝါရီ28ရက်နေ့ဗုဒ္ဓဟူးနေ့မှာအသက်58နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။သူဟာဂျပန်ဘောလုံးလိဂ်မှာအသက်အကြီးဆုံးကစားသမားအဖြစ်နဲ့ professional ကစားသမားဘဝတလျှောက်40ရာသီမြောက်ကိုစတင်ဖို့လည်းပြင်ဆင်နေပြီဖြစ်ပါတယ်။ မီယူရာဟာဒုတိယဒန်ကလပ်ယိုကိုဟာမာကနေအငှားနဲ့ဂျပန်စစ်တုထအသင်းစူကူဇာမှာကစားနေတာဖြစ်ပါတယ်။စူကူကအသင်းဟာလာမယ့်လမှာစတင်တော့မယ့်ရာသီအတွက်ဒီပတ်မှာလေ့ကျင့်ရေးအစီအစဉ်စတင်ဖို့စီစဉ်ထားပါတယ်။အနားယူဖို့ဆိုတာရွေးချယ်စရာတခုမဟုတ်ပါဘူး။ပေါ်မှာကျွန်တော်တက်နိုင်သမျှမိနစ်များများကစားချင်ပါတယ်လို့ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းသတင်းစာရှင်းလင်းပွဲမှာမီယူရာကပြောဆိုတာကိုဂျပန်သတင်းအေဂျင်စီဂျိုရိုကကိုးကားခဲ့ပါတယ် မင်ယူရာဟာဘရာဇီးလ်၊အီတလီ၊ခရိုအေးရှား၊ဩစတြေးလျနဲ့ပေါ်တူဂီတို့မှာပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုဖြတ်တန်းခဲ့ပါတယ်။သူဟာ1986မှာဘရာဇီးလ်ကျယ်ပွင့်ပီလီကျောက်နာမည်ကျော်ခဲ့တဲ့ဆန်တိုစ်အသင်းမှာပွဲဦးထွက်ခဲ့ပါတယ်။2018ခုနှစ်ကအသက်50အရွယ်မှာသူဟာပရော်ဖက်ရှင်နယ်ပွဲတစ်ပွဲမှာဂိုးသွင်းယူနိုက်တက်အသက်အကြီးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ဒါကစုတစိမ့်များစွာရခဲ့တဲ့အင်္ဂလန်လက်ရွေးစင်ကစားသမားစတန်လေမက်သျူးရဲ့စံချိန်ကိုကျော်ဖြတ်ခဲ့တာပါ။ မီယူရာဟာဂျပန်ဘောလုံးလောကမှာပထမဆုံးနာမည်ကြီးကစားသမားတဲကတစ်ယောက်ဖြစ်ပါတယ်1990ပြည့်နှစ်တွင်မှာဂျပန်အမျိုးသားလက်ရွေးစင်အသင်းနဲ့အတူသူဟာကျယ်ပွန့်တစ်ယောက်ဖြစ်လာခဲ့ပြီးတော့89ပွဲမှာ55ဂိုးသွင်းယူခဲ့ပါတယ်ရှင်ဩစတြေးလျနိုင်ငံဆစ်နီမြို့စင်ဂျေဘုံမှာနှစ်နှစ်နီးပါးလောက်ကဖြစ်ခဲ့တဲ့ဘောလုံးပွဲတစ်ပွဲအပြီးဒိုင်လူကြီးကိုတိုက်ခိုက်ခဲ့လို့အပြော်ရန်လက်ဝှေ့သမားတစ်ယောက်ထောင်ချသွားခဲ့ပါတယ် အာဒန်အပ်ဒါလာဆိုတဲ့လက်ဝတ်သမားဟာ2023ဧပြီလတုန်းကစစ်ဒနီအနောက်တောင်ပိုင်းပတ်စတိုမြို့မှာကစားခဲ့တဲ့ဘောလုံးပွဲအပြီးမှာဒိုင်လူကြီးခုတ်ဒရာယာကီကိုအကြမ်းဖက်တိုက်ခိုက်ခဲ့တာပါဒါကိုဗီဒီယိုရိုက်ကူးရှုထားခဲ့ပါတယ်ဒီပြဆင်ကစကားများရှံပြရာကနေစခဲ့တာဖြစ်ပြီးတော့ရာကီကသူ့ရဲ့လက်ထက်မှာကင်ထားတဲ့စင်တီမီတာ40လောက်ရှိတဲ့လက်ထောက်တိုင်လူကြီးအလံနဲ့အပ်လာကိုကြိုက်ခဲ့ပါတယ် ။ဩစတြေးလျနိုင်ငံစစ်တနေမျိုးစင်ကြေးဖုံမှာနှစ်နှစ်နီးပါးလောက်ကဖြစ်ခဲ့တဲ့ဘောလုံးပွဲတစ်ပွဲအပြီးဒိုင်းလူကြီးကိုတိုက်ခိုက်ခဲ့လို့အပျော်ရန်လက်ဝဲသမားတယောက်ထောင်ချသွားခဲ့ပါတယ်။အာဒန်အဗတလာဆိုတဲ့လက်ဝဲသမားက2023ခုနှစ်ဧပြီလတုန်းကစစ်တနီအနောက်တောင်ပိုင်းပက်စတိုမြို့မှာကစားခဲ့တဲ့ဘောလုံးပွဲအပြီးမှာဒိုင်းလူကြီးခူရာယာကီကိုအကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ဒါကိုဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကစကားများရန်ဖြစ်ခဲ့ရာကဆခဲ့တာဖြစ်ပြီးတော့ယာကီကသူ့လက်ထံမှာကင်ထားတဲ့စင်တီမီတာ40လောက်ရှိတဲ့လက်ထောက်တိုင်လူကြီးအလံနဲ့အဗက်ဒလာကိုရိုက်ခဲ့ပါတယ်။အသက်26နှစ်အရွယ်အဗက်ဒလာကပြင်းထန်တဲ့ကိုယ်ထိလက်ရောက်ထိခိုက်မှုတစ်ခုကိုပေါ်ဆစွာပြုလုပ်မှုနဲ့အပြည့်ရှိရလို့စက်တင်ဘာလမှာဝန်ခံခဲ့ပါတယ်။စစ်တနင်္ရက်ဒေါင်းနင်းစင်တာခရိုင်တရားရုံမှာပြစ်ဒဏ်ချမှတ်ခဲ့တဲ့ကြားနာမှုအတွင်သူကအနည်းဆုံးထောင်တစ်နှစ်နဲ့နှစ်လထောင်ဒဏ်ကြားခံခဲ့ရပါတယ်။ ရမွေးအတွင်းသူတငယ်ချင်းတွေကအစာပိုင်းမှာတာစီထိန်ထိန်ကခေါဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့အဘဒလာကရန်လိုစွာပြန်လာပြီးဒိုင်းကိုလက်သီးနဲ့ထိုးနှက်ကမြေပြင်ပေါ်ကိုလဲကျဆီခဲ့ပါတယ်။ ယာဂီကဒီဖြစ်ရက်ကြောင့်ဆေးရုံရောက်ခဲ့ပြီးတွားလီကြောင့်ကျိုးခဲ့တယ်လို့မေယိုးမှလည်းနှစ်ကြောင်းအပ်ခဲ့ပါတယ်။အဘဒလာကဒီချိန်မှာလိဂ်ပွဲပယ်ခံထားလို့ပွဲကစားတဲ့နေရာမှာရှိတဲ့နေသူမဟုတ်ပါဘူး။တရားသူကြီးနီကိုနိုမန်ကယာဂီကအကြမ်းဖက်မှုကိုစတင်ခဲ့တာမှန်မိမဲ့အဘဒလာကဒိုင်လူကြီးမြေပေါ်မှာခုခံနိုင်စွာမရှိတဲ့အချိန်ထိုးကြိတ်ကန်ကြောက်တာတွေအများကြီးပါဝင်တဲ့ကြောက်ရွံ့ထိတ်လန့်ပွဲတိုက်ခိုက်မှုကိုစတင်ခဲ့တယ်လို့ပြောပါရတယ်။ဒါအထင်ရှားတဲ့ကိုထိလက်ရောက်မှုထိခိုက်မှုတွေနဲ့အတူ အကစားပွဲတစ်ခုမှာလူမြင်ကွဲမှာဖြစ်ပွားခဲ့တဲ့အလွန်ကျုံတဲ့အဓိပ္ပာယ်မဲ့တဲ့ပြုံမှုတစ်ခုပါလို့တရားသူကြီးကပြောပါတယ်။ဗီဒီယိုမှာနဲ့နာသူကိုလက်သီးနဲ့ထိုးပြီးကန်ကြောက်နေတဲ့သူ့ရဲ့ပြင်းထန်တဲ့လုပ်ရက်ကိုပြသထားပါတယ်။ဒီဖြစ်ရပ်အပြင်မှာဘန်စတောင်းခရိုင်အပျော်ရန်ဘလုံးအဖွဲချုပ်ကသူရဲ့အကြီးအကဲအမျိုးသားပွဲစဉ်တွေမှာဒါနူကြီးတွေကိုကိုဘော်ကင်မရာတပ်ဆင်ပြီးစမ်းသပ်နေကြပါတယ်ရှင်။ မင်းသမားရဲ့ weekly sport အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ရအောင်ပါ။ကြေကျော်အားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။